ရဲ့မိတ်ဆွေတင်းလာသားသမီးများတွေအခုဖြတ်သန်းဝင်ရောက်ရတော့မယ်ဒီဇင်ဘာလတလတာနဲ့ပတ်သက်တဲ့ကကြမာအခြေအနေများကိုပြည်ပြည်စုံစုံလေးဟောပြောပေးမှာပဲဖြစ်ပါတယ်ခင်ဗျာအဲတော့ပထမဦးဆုံးအလုတ်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုစပြီးတော့ကြည့်ပြပါမယ်တင်းလာသားသမီးများခင်ဗျာဒီဇင်ဘာလအတွင်းမှာအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ဒါအဆင်မပြေခဲ့တဲ့အခြေအနေတွေကိုကြော်လွန်ပြီးတော့အဆင်ပြေမှုတွေနောက်ကောင်းဝွန်တိုးတက်မှုတွေကိုပြန်လည်ပြီးတော့ ရရှိလာနိုင်ပါလိမ့်မယ်။အရင်တော့ကလိုချင်ခဲ့တဲ့မရပြစ်ခဲ့တဲ့အခွင့်အလမ်းကောင်းတွေပြန်ရလာနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်တချို့သောသူတွေက အလုံဟောင်းနေရာဟောင်းတွေကိုပြန်ရောက်သွားတာလို့လည်းပဲကြုံရတတ်ပါတယ်။အဲ့တော့လုံးလုံးရရမှအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေပါဘူးဆိုတဲ့သူတွေကလည်းပဲအဆင်ပြေမှုကောင်းမှုတိုးတက်မှုတွေကိုရရှိလို့လာစေနိုင်မယ်လားတလားလို့တွေးရပါတယ်။ဒါကြောင့်မို့အလုတ်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေကတင်းနာသားသမီးများရဲ့ဒီဇင်ဘာလမှာအလုံကို ကန်ကောင်းနေလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ငွေကြေးကန်ကြမ်းအခြေအနေကိုကြည့်ပြပါမယ်ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲသီးသီးသာသာကြီးကိုအစဉ်ပြေမှုကောင်းမွန်မှုတွေကိုရရှိစေပါလိမ့်မယ်။ငွေကြေးအစုလိုက်ပုံလိုက်တွေဝင်လာနိုင်ခြင်းရှိတယ်လို့တွေ့ရပါတယ်။ငွေကြေးလက်လာပါတွေရှင်လာပါလိမ့်မယ်။ဝင်လာပြရရှိတဲ့လိုင်းတောင်းတွေကလည်းပဲရှော့ရှော့ရှူရှူမြန်မြန်ဆက်ကဝင်လာပါလိမ့်မယ်။အဲ့တော့ပေးပြရရှိတဲ့ငွေကြေးတွေကိုလည်းပဲ ပေးဆက်နိုင်မဲ့အခြေအနေမျိုးတွေကိုတွေ့ရပါတယ်။ငွေကြေးအတွက်နဲ့စိတ်ချမ်းသာမှုတွေကိုအများဆုံးရရှိစေမဲ့လာတက်လာပဲလို့တွေ့ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ကျမ်းမာရေးဘက်ကိုကြည့်ပေးပါမယ်။ကျွန်တော်ရဲ့မိတ်ဆွေများကအခုလိုကျွန်တော်တင်ဆက်ဟောပြောပေးနေတဲ့ဒီဒီဟောဆန်လေးတွေကိုအမြဲကြည့်ရှုအားပေးလို့ရအောင်ကျွန်တော်ရဲ့အကောင့်ကို follow မလုပ်ရသေးဘူးဆိုရင်အပေါ်မှာရှိတဲ့ဒေးမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ထားပေးလို့ ရပါတယ်ခင်ဗျာကျမ်းမာရေးပိုင်းနဲ့ပတ်သက်ရင်လည်းနည်းနည်းဂယူဆိုင်ဖို့လိုပါတယ်အဲ့တော့ချက်တော့ကိုဘေးဥပက်ဖြစ်တတ်တယ်ဆိုတာကိုတွေ့ရပါတယ်။နောက်ခေါင်းမူတာတွေခေါင်းနောက်တာတွေခေါင်းမကြည်တာတွေနောက်ဇက်ကြောတတ်တာတို့တွေမကြခဏဖြစ်တတ်ပါတယ်။အဲ့တော့ကြမ်းမာရေးပိုင်းနဲ့ပတ်သက်ရင်ဘာမှမပြင်းတော့ဘာမှမဖြစ်ဘူး။ဖြားရနာတာနေထိုင်မကောင်းဖြစ်တာတွေကြုံလာခဲ့ပြီဆိုရင်တော်တော်နဲ့ပြန်ပြီးတော့နယ်လန်မထားတဲ့လိုမျိုး ဖြစ်နေတာပါလေဒါမှမဟုတ်ကျမရေးပိုင်းမှာဂယူဆိုင်ကိုလိုလိမ့်မယ်လို့မှာကြားလိုပါတယ်ခင်ဗျာ လူမှုပေါင်းနေဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေပဲဖြစ်ပါလေအဲ့တော့လူမှုပေါင်းနေဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေမှာတော့နည်းနည်းလေးစကားပြောစရာလေးတွေစကားများစရာကိစ္စလေးတွေဖြစ်ပေါ်စေနိုင်ပါတယ်လူမှုရေးပိုင်းမှာနည်းနည်းလေးပြဿနာမကင်းဘူးလို့ဆိုရမယ့်အချိန်ကာလပဲဖြစ်ပါတယ်ခင်ဗျာနောက်ကျမရေးနဲ့ဘာသာရေးအခြေအနေကိုကြည့်ပြပါမယ် အဲ sorry ပညာရေးနဲ့ဘာသာရေးအခြေအနေကိုကြည့်ပြပါမယ်ဖြစ်ပါတယ်ပညာရေးဘက်မှာအထူးကံကောင်းပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်ထို့အတူပဲဘာသာရေးနဲ့ပတ်သက်တဲ့အလုပ်တွေကိုလည်းပဲလုပ်ဖြစ်ပါလိမ့်မယ်လုပ်ဖြစ်တဲ့အလုပ်တွေမှာလည်းပဲအောင်မြင်မှုရရှိလိမ့်မယ်ဆိုတာကို တွေ့ရပါတယ်ခင်ဗျာနောက်တစ်ခါကတော့ခยีသွာလာတို့ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေပါကောင်းသောခยีတွေသွာတတ်တဲ့ခยีဝေးတွေမဟုတ်ရင်တောင်မှပဲနင်းနီနာနာကိုသွားပြစ်လာပြစ်တာမျိုးတွေရှိပါလိမ့်မယ်စိတ်ချမ်းလာတဲ့ခยีတွေကိုသွားရတတ်ပါတယ်သွားပြစ်လာပြစ်လှုပ်ရှားပြစ်တဲ့အခြေအနေတွေအားလုံးနဲ့ပတ်သက်ပြီးတော့အလိုကိုကောင်းတယ်လို့တွေ့ရပါတယ်ခင်ဗျာရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေပါရန်အတိုက်ခိုက်လေးတွေကအနည်းနဲ့ညာရှိနိုင်ပါတယ်အထူးသဖြင့်တော့ လူကိုထိခိုက်စေနိုင်တဲ့အခြေအနေမျိုးမဟုတ်ဘဲနဲ့ဥကိုနည်းနည်းအာယုံနောက်စေမဲ့ပေါ့နော်စိတ်ညစ်စရာလေးတွေကြုံတွေ့ရစေနိုင်တဲ့ပြဿနာအနောက်ရက်လေးတွေတော့ဒီလာတွင်မှာကြုံတွေ့လာရနိုင်နေဆိုတာပေါ့ တွေ့ရပါတယ်ခင်ဗျာကြတာကတော့တင်ရနာသားသမီးများအတွက်ဒီဇင်ဘာလအတွက်မှာကြုံတွေ့ရနိုင်တဲ့အကြောင်းအချက်လေးတွေကိုအရင်ဆုံးပြည့်ပြည့်စုံစုံတွေဟောပေးတာပါနောက်တစ်ချိန်တေရော့ကလေးထပ်ချိုးပြီးတော့တင်ရနာသားသမီးများဟာဒီလအတွက်မှာဘလို့ကန်အခွင့်အလမ်းကောင်းတွေကြုံရနိုင်မလဲတော့ဘလို့အရာတွေကိုဂယူဆိုင်ဖို့လိုတယ်လဲဘလို့ရရာတွေကိုဆောင်ရွက်သင့်ပါတယ်လဲဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်တဲ့လာသားသမီးများခင်ဗျာဒီကာလာတော့တွင်မှာအပြောင်းလဲတချို့ပေါ်ပေါက်လို့လာနိုင်ပါတယ်ဒီအပြောင်းလဲတွေဟာကောင်းသောအပြောင်းလဲတွေဖြစ်လာနိုင်လိမ့်မယ်ဆိုတာကို တွေ့ရပါတယ်အဲ့တော့ဒီလအတွက်မှာငင်းငင်းလေးနေနေရတာလို့မဟုတ်ပဲလှုပ်လှုပ်ရှားရှားကောက်သွားလာလာလေးတွေလည်းပဲရှိနေလိမ့်မယ်လို့တွေ့ရပါတယ်အဲ့တော့အခက်ခဲလေးတွေရှိခဲ့တော့လည်းပဲအဲ့ဒီအခက်ခဲလေးတွေကနေလှင်းလင်းမြန်မြန်ပေါ့နော်လွတ်မြောက်ပြီးတော့ကောင်းမွန်တဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်မဲ့လာတလာပဲလို့တွေ့ရပါတယ်ခင်ဗျာဆောင်ရွက်ရမယ့်ရေရာကတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးရဲ့ထာမဗိမုံတပကံကတ်လူပူဇော်ပြီးတော့ စုပေါင်းပေးပါလို့ကြေညာလေးပေးလိုက်ရပါတယ်အဲ့တော့မိတ်ဆွေများကအောက်ဘက်မှာ comment လေးတွေရေးခဲ့